မင်္ဂလာပါလွန်မြောက်ချင်းဒေသနာကနေပြန်လည်ချုပ်ဆိုပါတယ်ဒီနေ့မှာကျွန်တော်တို့အထူးတကားစီချင်းခွာယူမဲ့နှုတ်ကပါတဲ့ရကောင်းစင်ကမထေရှားသောအရာကိုမြည်သောဖရာဆိုတဲ့ကောင်းစင်နဲ့အထူးတကားစီချင်းခွာယူမှာဖြစ်ပါတယ်နှုတ်ကပါတော်အဖြစ်ကျွန်တော်တို့ရှင်မသက်ခန်းကြီး6အခန်းငယ်6မှာတည်တည်စူတော်သောအခါလူစင်ရအခန်းသို့ဝင်၍တကားကိုပိတ်ပြီးမှမထေရှားသောအရာနဲ့ရှိတော်မူသောတည်ဤ တီအဘကိုဆူတောင်းတော့မထေရှားသောအရာကိုမြည်တော်မူသောတီအဘသည်အကျိုးကိုထေရှားစွာပေးတော်မူလတ္တအာမင်အဲ့ဒီမှာကျွန်တော်ဗာမီရလဲဆိုတော့ကျွန်တော်တို့ဆူတောင်းတဲ့အချိန်မှာကျွန်တော်တို့ဒီအာသူများသူသူဘာကိုကျွန်တော်တို့စတော့ပြီးတော့ငါဆူတောင်းတယ်ငါတနိုင်ဆူတောင်းနေတယ်ငါနှစ်နိုင်ဆူတောင်းနေဆိုတော့ကျွန်တော်ပြောဖို့မလိုအောင်ကျွန်တော်တယောက်တည်းဆူတောင်းနေချင်ရလဲ ဖရာတခီကတည်မီသောဖရာဖြစ်တယ်ပြီးတော့အဲ့ဒီမှာကျွန်တော်ကဘာကိုခေါ်အပ်ရလဲဆိုတော့မထင်ရှားသောအရာကိုမြည်တော်မူသောဖရာတဲ့ဒါကြောင့်မို့ကျွန်တော်ညီကိုမှန်ပါတယ်တခါတည်းကျွန်တော်တို့အသက်တာထက်မှာကျွန်တော်လှုပ်ဆောင်တဲ့အချိန်မှာကိုယ့်ရဲ့ခေါင်းဆောင်တွေကိုယ့်ရဲ့အဘိနာပဝုကြည်တွေကမမြည်တဲ့အချိန်မှာကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အားငယ်တယ်ကျွန်တော်တို့စိတ်ပြတ်တယ်ကျွန်တော်လှုပ်ဆောင်တဲ့အရာကျွန်တော်လက်ထွက်သွားကြည့်တယ် ။သို့တော့ဒီနေ့မှာကျွန်တော်အားပေးကြည့်တယ်ကျွန်တော်ညီကိုမတ်မတ်ဒီမထေရှားသောအရာကိုမြည်တော်ဖရားဖြစ်တယ်။ဒီနေ့မှာတိသ္ဆာရှိစွာနဲ့တေလုံဆောင်တဲ့အပေါ်မှာဖရားတခေကမြည်တာဖြစ်တယ်။လူတွေကမမြည်ပေမဲ့လည်းဖရားတခေကမြည်တယ်ဆိုတာကိုကျွန်တော်အားပေးကြည့်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမတ်မတ်ဒီတေလုံဆောင်တဲ့အရာပေါ်မှာလည်းတကယ်ပဲစိတ်နှလုံးသားကအာတည်ကြည်ဖို့လိုအပ်တယ် ဒီလှုပ်ဆောင်တဲ့ပါနှလုံးသားမှဝလိုအပ်တဲ့ဖြစ်တယ်။ဒီလှုပ်ဆောင်တဲ့အရာမှာငါရဲ့နာမည်ကြီးဖို့လားငါရဲ့ကြော်ချဖို့လားအဲ့ဒါကကျွန်တော်နှလုံးသားကိုပြန်ဆန်းစစ်ဖို့လိုအပ်တဲ့ဖြစ်တယ်။သို့တော့ဒီအတ္တထဲမှာဒီလှုပ်ဆောင်တဲ့အရာက လူတွေလှုပ်မြောက်ဖို့အတွက်ဒီလှုပ်ဆောင်မယ်ဆိုရင်လူတွေကမပြေခဲ့မှမလဲဘုရားတခေကမြည်တော့ကြောင်းအခြေတိုင်းဘုရားတခေကတိကိုချင်းမြောက်မှာဖြစ်တယ်။ ။ဒါကြောင့်မို့ကျွန်တော်ညီကိုမောင်နှမနဲ့ကျွန်တော်အပြစ်ချတဲ့တိပွားတက်တာတဲ့မှာဒီနေ့ဒီချေတိလူတွေကတိကို မချင်းမြောက်ဘူး။လေလူတွေကတိကိုမချီချူဘူးလို့တိခံစားရရင်အဲ့ဒီခံစားချက်ကိုဖယ်ရှားပါလေ။ကျွန်တော်အပြစ်ချတဲ့ဒါကြောင့်လေဆိုတော့ဖယားတခေကတိလုတ်တဲ့အရာအလုံးမှာတိနှလုံးသားနဲ့လှုပ်ဆောင်တဲ့အရာအလုံးမှာတမျှမှာဖယားတခေကမှတ်ထားတာဖြစ်တယ်။အဲ့ဒီတိလုတ်ဆောင်တဲ့အရာကနှလုံးသားမှရင် အချိန်တိုင်ဘုရားတခင်ရဲ့တိကိုချီးမြှောက်ကောင်းချီးပေးမှဖြစ်တယ်။ဒါကြောင့်မို့ကျေးကျွန်တော်ညီကိုမနမနဲ့ကျွန်တော်အားပေးကြည့်တယ်။တိအသက်တာတဲ့မှာတိလှုပ်ဆောင်တဲ့အရာမှာလူတွေမမြင်မဲ့လားဘုရားတခင်ကမြင်တယ်ဖြစ်တယ်။မထေရှားသောအရာမှာမြည်သောဘုရားကတိလှုပ်ဆောင်တဲ့အပေါ်မှာမကြခင်တိကိုကောင်းချီးပေးပြီးတော့ချီးမြှောက်မှဖြစ်ပေ။အားလုံးကိုဖြာရှင်ထူးကောင်းချီးပေးပါစေ။